သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့မေလ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်တော်မျိုးကိုစစ်ကောင်စီလေကြောင်းမှထပ်မံဘုံလာကျဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်ကြောက်တော်မျိုးကိုစစ်ကောင်စီလေတပ်ကယနေ့နေ့လယ်ပိုင်းမှာလေကြောင်းမှ၃ချိန်တိုင်တိုင်လာကျဲခဲ့တယ်လို့မြို့ခံများကပြောပါတယ် ယနေ့မေလ15ရက်နေ့လယ်2:00မိနစ်အချိန်မှာစစ်ကောင်စီရဲ့လေယာဉ်နက်စီးနဲ့ပထမတစ်ကြိမ်2:10မိနစ်မှာဒုတိယတစ်ကြိမ်2:14မိနစ်မှာရော့ကက်နဲ့လေးလုံးတစ်ကြိမ်ကြောက်တော်မျိုးပေါ်ကိုဘုံကျဲချခဲ့ကြောင်သိရှိရပါတယ်။မြည်သည့်နေရာမှာကြောက်ရောက်ပေါက်ကွဲခဲ့ပြီးထိကိုက်ပျက်စီးမှုအသေးစိတ်ကိုတော့လောလောဆယ်စုံစမ်းနေစေဖြစ်ပါတယ်။မြို့ခံတအူးကယခုပြစ်ခတ်တဲ့နေရာဟာယမန်နေ့ကပြစ်ခတ်ခံရတဲ့ရွာမရက်ကွက်နဲ့အနီးတစ်ဝိုက်ဖြစ်နိုင်တယ်လို့ပြောပါတယ်။မီဂိုလုံးတွေကအဲ့ဒီဘက်ကနေတက်လာတာတွေ့တယ်။အတိအပြောက်များနိုင်တယ်လို့ပြောပါတယ်။ ယမန်နေ့မေလ14ရက်နေ့ညနေ3:51မိနစ်အချိန်မှာကြောက်တော်မြို့ရွာမရက်ွက်ကိုအကြမ်းဖက်စစ်ကောင်စီကချက်တိုက်လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချပြီးရော့ကက်နဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလိုပစ်ခတ်မှုကြောင့်အပြစ်မဲ့ပြည်သူအမျိုးသမီး3ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိသွားကြောင်းသိရှိရပါတယ်။ကြောက်တော်မြို့ကိုပြီးခဲ့တဲ့ဧပြီလ19ရက်နေ့23ရက်နေ့တို့ကလည်းစစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်နှစ်ခုအတွင်းအပြစ်မဲ့အယက်သားအမျိုးသားတဦးတေဆုံးပြီး24ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီအပေါ်တရုတ်ရဲ့စီရီအထောက်အပံ့နဲ့ဂျားဝင်ဆွတ်ဖတ်နေမှုဟာလွဲမှားတဲ့လောင်းကြီးထက်ချင်းဟုအထူးအကြံပေးကောင်စီထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရက်ဆက်ကြမ်းကြုတ်တဲ့စစ်အုပ်စုအတွက်တရုတ်နိုင်ငံရဲ့စီရေးအထောက်ပံ့ပေးမှုနဲ့မျက်နှာပြောင်တိုက်ကြားဝင်ဆွတ်ဖတ်နေမှုဟာလွဲမှားစွာလောင်းကြီးထက်ချင်းဖြစ်ပြီးစစ်အုပ်စုကြာရှုံးတဲ့အခါမှာမြန်မာပြည်သူများဟာတရုတ်နိုင်ငံရဲ့လုပ်ရက်များအပေါ်အမတ်ရနေလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SCCM ကသတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံရေးမှာပါဝင်ပတ်သက်နေပြီးစစ်ကောင်စီကိုအထောက်အပံ့ပေးနေမှုလာရှိုးမြို့မှာ MNDAA ပြန်လည်ဆုတ်ခွာအောင် PR ပေးခဲ့မှုများနဲ့ပတ်သက်ပြီး SCCM ကတရုတ်အစိုးရကိုပြင်းပြင်းထန်ထန်ဝေဖန်တဲ့ထုတ်ပြန်ချက်တစ်စောင်ကိုမေလ15ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုထက်ခါတလဲလဲအခိုင်အမာဆိုလေးရှိပေမဲ့လည်းမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းဂျားဝင်ဆွတ်ဖက်မှုများဟာမိမိတို့အကျိုးစီးပွားကိုသာရှေ့ရှုနေပြီးအဲ့ဒီလိုလောက်ရက်များဟာမြန်မာပြည်သူများအထွတ်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေမယ်လို့ဖော်ပြထားပါတယ် တရုတ်အစိုးရရဲ့ပြင်းထန်တဲ့ဖိအားပေးမှုကြောင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDA ဟာ2025ခုနှစ်မတ်လ23ရက်နေ့မှာလာရှိုးမြို့မှာစုခွာရန်သဘောတူခဲ့တယ်လို့ဒေတာတွင်သတင်းမီဒီယာများကိုကိုးကားပြီးဖော်ပြထားပါတယ်။ MNDA ဟာလာရှိုးမြို့ကို2024 August လကတိုက်ခိုက်သိမ်းယူပြီးနောက်တရုတ်အစိုးရရဲ့ဖိအားကြောင့်ပြီးခဲ့တဲ့ April လမှာပြန်လည်စုခွာပေးခဲ့ရခြင်းဖြစ်ပါတယ်။ MNDA ဥဆောင်တဲ့လာရှိုးမြို့တင်တိုက်ပွဲမှာတော်လန်ရေးတပ်ဖွဲ့ဝင်အ ਨੇ ဆုံး900ဦးကြဆုံးခဲ့ပြီးတထောင်ဦးဒဏ်ရာရရှိခဲ့ကြောင်း MNDA ကလာရှိုးမြို့ကိုမြန်မာစစ်အုပ်စုထံပြန်လွှဲအပ်ရန်ဆုံးဖြတ်လိုက်ခြင်းဟာမြို့လွတ်မြောက်ရေးအတွက်အသက်ပေးခဲ့ကြတဲ့တော်လန်ရေးသမားယာပေါင်းများစွာရဲ့ပေးဆက်စွန့်လွှတ်မှုများကိုတစ္ဆာဖောက်ချင်းမည်ဖြစ်တယ်လို့ SCCM ကဖော်ပြထားပါတယ်။ MNDA ရဲ့တော်လန်ရေးတိုက်ပွဲနဲ့စစ်အုပ်စုအပေါ်လုံးဝအောင်ပွဲခံရဟူသောပြည်သူလူထုအပေါ်မှာဂရုကဝတ်ကိုထိခိုက်စေတယ်လို့လည်းထောက်ပြထားပါတယ်။ လာရှုမျိုးခံများဟာစစ်အုပ်စုရဲ့လက်တုံပြန်မှုများနဲ့ရက်ဆက်ကြမ်းကြုတ်မှုများရဲ့ပုံမှုကြီးမားတဲ့အန္တရာယ်ကိုရင်ဆိုင်ရနိုင်ခြေရှိလာတယ်လို့လည်းသတိပေးထားပါတယ်။ MNDA အနေနဲ့စစ်အုပ်စုကိုစန့်ကျင်တိုက်ခိုက်မှုများရပ်တန့်ကလာရှုမျိုးမှာဆုတ်ခွာစေရန်တရုတ်နိုင်ငံကအတင်းအကျပ်ဖိအားပေးခဲ့ကြောင်းဖိအားပေးရမှာလဲတရုတ်အာဏာပိုင်များကနေဆက်ဂိတ်များပိတ်ပင်ခြင်း MNDA ထိန်းချုပ်နယ်မြေများကိုလျှက်စစ်နဲ့အင်တာနက်ဖြတ်တောက်ခြင်းတို့ပြုလုပ်ခဲ့ပြီးတစ်ဖက်မှာလည်းတရုတ်နိုင်ငံဟာစစ်အုပ်စုကိုတိုက်လေယာဉ်များထောက်ပံ့ပေးခဲ့ပြီး၎င်းလေယာဉ်များနဲ့စစ်အုပ်စုကလာရှိုးမျိုးနဲ့ MNDA ထိန်းချုပ်မှုအောက်မှာရှိတဲ့အခြားနေရာများအပအဝင်မြန်မာနိုင်ငံတဝန်းလုံးကိုမယက်မနလေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း SACM ကဖော်ပြထားပါတယ်အဆိုပါလုတ်ရက်များအခြားနိုင်ငံများရဲ့ပြည်တွင်းရေးကိုမဆွက်ဖက်ဟု၍တရုတ်နိုင်ငံကပုံမှန်ထုတ်ပေါ်ပြောဆိုလေးရှိတဲ့အခြေခံမူနဲ့စန့်ကျင်နေပြီးလိန်ညာမှုသာဖြစ်ကြောင်းပြစ်တင်ဝေဖန်ထားပါတယ် တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအရေးမှာနှစ်ဖက်မျှသောမူဝါဒကိုကျင့်သုံးနေတယ်လို့ရှုမြင်နိုင်ပေမဲ့စစ်အုပ်စုကိုကြောထောက်နောက်ခံပြုခြင်းမှာတရုတ်နိုင်ငံရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုပင်ဆန့်ကျင်ထိခိုက်စေလျက်ရှိတယ်လို့သတိပေးထားပါတယ်စစ်အုပ်စုဟာမြန်မာနိုင်ငံကိုဒေတာတွေမတည်ငြိမ်မှုများဖြစ်ပေါ်စေတဲ့နိုင်ငံရေးလူသားချင်းစာနာထောက်ထားမှုနဲ့စီးပွားရေးအကျက်အတဲအတွင်းကိုကြာရောက်စေခဲ့တဲ့အကျက်အတဲများကြောင့်မြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းများနဲ့စီးပွားရေးအကျိုးစီးပွားများမှာလည်းလမ်းလွဲခဲ့ရတယ်လို့ဆိုပါတယ်စစ်အုပ်စုဟာ တရုတ်နယ်စပ်ဒေသများမှာလေကြောင်းတိုက်ခိုက်မှုများကိုထပ်ကတလဲလဲပြုလုပ်ခဲ့ရမှာအချို့မှာတရုတ်ပိုင်နက်ကိုပင်ထိကိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလကရှမ်းပြည်နယ်မှာငလင်ကေစရေးလှုပ်ဆောင်နေတဲ့တရုတ်ချက်ချီနီရင်တန်းတစ်ခုကိုစစ်အုပ်စုတပ်များကပြစ်ခတ်ခဲ့ခြင်းတို့ဟာပေါ်ရော့စွာနဲ့တွေ့လျင်တွေ့ချင်းပြစ်ခတ်တဲ့ shoot first မူဝါဒကိုကျင့်သုံးခြင်းဟုလည်းထောက်ပြထားပါတယ်။မြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူများအတွက် ပေးပို့တဲ့ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာတဲ့တရုတ်ကြက်ချီနီရင်တန်းကိုရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မှာစစ်ကောင်စီကဧပြီလ၁ရက်နေ့မှာစတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ကြိုတင်အတိမပေးထားသောကြောင့်တနက်မိုးပေါ်ထောင်ရစ်ပစ်ခတ်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ ရက်ဆက်ကြမ်းကြုတ်တဲ့စစ်အုပ်စုအတွက်တရုတ်နိုင်ငံရဲ့စစ်ရေးအထောက်ပံ့ပေးမှုနဲ့မြန်မာနိုင်ငံတွင်မျက်နှာပြောင်တိုက်ဂျားဝင်ဆွတ်ဖက်နေမှုမှာလွဲမှားစွာလောင်းချီတက်ခြင်းဖြစ်ပြီးဤသို့လောင်းချီမှားတက်ခြင်းကစစ်အုပ်စုကိုကယ်တင်နိုင်မှာမဟုတ်တဲ့အပြင်မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခများကိုရှေ့ကျစေရုံသာမကစစ်မှန်သောငြိမ်းချမ်းရေးရောက်ရှိလာမှုကိုလည်းနှောင့်နှေးကြံ့ကြာစေမိတာဖြစ်တယ်လို့ SCCM ကဖော်ပြထားပါတယ် စစ်အုပ်စုမလွဲမသွေကြဆုံးတဲ့အခါမှာတော့မြန်မာပြည်သူများဟာတရုတ်နိုင်ငံမြည်သည့်ဘက်ကရက်တီခဲ့တီကိုအတိအချမှတ်မိနေကြမယ်လို့တတိပေးထားပါတယ်။ SCCM ကောင်စီဟာမြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့သူ Miss Yan Hee Lee အပါအဝင် ကုလသမဂ္ဂဆိုင်ရာကျွမ်းကျင်သူများနဲ့ဖွဲ့စည်းထားပါတယ် မြန်မာနိုင်ငံရေးမှာတရုတ်နိုင်ငံကပါဝင်ပတ်သက်နေမှုကို SACM ကပြင်းပြင်းထန်ထန်ဝေဖန်ထားတယ်လို့နိုင်ငံတကာအနေနဲ့လည်းပြည်သူများရွေးကောက်တင်မြှောက်ထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ထိတွေ့ဆက်ဆံကြရန်တိုက်တွန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လှိုင်းတာယာမှာရှိတဲ့ချမ်းဤ Adidas ဖနက်ဆက်ယုံမှာတရက်လျင်လှူအားခ12000ကျပ်ရရှိရေးအလုတ်သမား6000ခန့်ဒုတိယနေ့အဖြစ်မိုးရဲလေတဲ့ဆန္ဒပြနေမှုအလုတ်ထုတ်မယ်လို့ချိန်ချောက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်တမာကုန်းအနီးမှာရှိတဲ့ချမ်းရီ Adidas ဖက်နက်ဆက်ရုံမှာတရက်လျင်လှုပ်အားက12000ကျပ်တိုးမြင့်ပေးရေးဆန္ဒပြနေတဲ့အလုတ်သမားများကိုဆက်ရုံဘက်ကအလုတ်ထုတ်မယ်လို့ချင်းချောက်ပြောဆိုကာခွင့်မဲ့ပြက်ကွက်ဟုတတ်မှတ်လိုက်ကြောင်းဆန္ဒပြအလုတ်သမားများကပြောကြားလိုက်ပါတယ်ယမန်နေ့ကစတင်ပြီးအဆိုပါဆက်ယုံမှာအလုတ္တမများဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီးယနေ့မေလ15ရက်နေ့မှာလဲဒုတိယနေ့အဖြစ်အလုတ္တမ6000ကဆန္ဒပြနေကြကြောင်း အလုတမကိုစလဲလေးဦးကစက်ယုံကိုတွားရောက်ညှိနှိုင်းနေပေမဲ့ပြည်လဲမှုမရသေးကြောင်းသိရှိရပါတယ်။စက်ယုံဘက်ကတိကျတဲ့အဖြေမပေးဘူးရှင်6လပိုင်းတရက်နေ့အထိတောင်သူတို့ဘက်ကညှိပေးမယ်ပြောနေတော့မယ်6လပိုင်းတရက်နေ့အထိတောင်မှညှိရအောင်မှာကိုသူတို့ဘက်ကတိုးပေးရင်တော့ညီမတို့တောင်းဆိုတဲ့တရက်လုံအားက12000ကတော့မရဘူးလို့ပြောတယ်လို့စန္နာပြအလုတမတူဦးကပြောကြပါတယ် ယနေ့မှာဆန္ဒပြအလို့သမားများကိုတော့စက်ယုံဘက်ကညှိနှိုင်းပေးမယ်လို့ပြောထားလျက်နဲ့အလို့ဆက်မလို့ပါကခွင့်မဲ့ပြက်ကွက်ဟုတတ်မှတ်ခါအလို့ထုတ်မယ်လို့စက်ယုံဘက်ကချင်းချောက်ပြောဆိုလာကြောင်းဆန္ဒပြအလို့သမားများထံကနေပြောကြပါတယ်။တွားညိတဲ့ကိုစလေလေးဦးကိုတော့ဥပဒေအရအေးယူမယ်လို့ပြောလိုက်သေးတယ်။ညီမတို့ကနောက်နေ့လဲဆန္ဒဆက်ပြနေရမှာဆိုတော့ခွင့်မဲ့၃ရက်စို့အော်တိုအလို့ပြုတ်ဖြုတ်မယ်ပေါ့လို့ဆန္ဒပြအလို့သမားတအူးကပြောကြပါတယ်။ အဆိုပါစက်ရုံမှာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Adidas တစိပ်ဖနက်များကိုအ धिक ထုတ်လုပ်နေခြင်းဖြစ်က2014ခုနှစ်ဝင်းကျင်အချိန်ကတည်းကစက်ရုံစတင်လည်ပတ်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒဝယ်မြို့အဝင်းမှာရှိတဲ့ပေါက်တိုင်းတံတားဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား9ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝယ်ခရိုင်ဒဝယ်မြို့အဝင်းမှာရှိတဲ့ပေါက်တိုင်းတံတားဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားကြောင်းဒဝယ်ခရိုင်တပ်ပေါင်းစုကထုတ်ပြန်လိုက်ပါတယ်။ မေလ9ရက်နနက်9:50မိနစ်ကဒဝေမြို့အဝင်မှာရှိတဲ့ပေါက်တိုင်းတရားဂိတ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနအိခန့်ကြာမြင့်ခဲ့ပြီးစစ်ကူစစ်သားများရောက်ရှိလာတဲ့အထွတ်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှစစ်သားပြူစောတီကိုဦးသေဆုံးသွားပြီးခုနှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှရဲဘော်များအားလုံးအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အစုပါတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုဒေါင်းညီနောင်စစ်ကြောင်းအိုးအောစစ်ကြောင်းဒဝဲခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်တလောင်းလုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တတခွဲတ KNL တပ်မဟာလေးအထူးတပ်ဖွဲ့ဒဝဲမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT နဲ့ drone တပ်ဖွဲ့များကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်မိဘပြည်သူများထံမှပစ္စည်းများသိမ်းယူခြင်းအနိုင်ယူပိုကြခြင်း ဖန်စီခြင်းများပြုလုပ်နေတဲ့စစ်ကောင်စီတပ်သားများကိုဆက်လက်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်းတဝဲခရိုင်တပ်ပေါင်းစုကအတိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကကျူးလွန်ထားတဲ့စစ်ရာဇဝဲမှုများကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုနိုင်ရေးတွေ့ဆုံဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကကျူးလွန်ထားတဲ့စစ်ရာဇဝဲမှုများကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုနိုင်ရေးတွေ့ဆုံဆွေးနွေးနေကြောင်း န်ယူဂျီအစိုးရလူအခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မေလ14ရက်နေ့မှာတောင်ကိုရီးယားသမ္မတနိုင်ငံမှာအန်ယူဂျီအစိုးရပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ Special Advisory Council of Myanmar SACM အဖွဲ့ဝင် Professor Yan Hee Lee တို့တွေ့ဆုံခဲ့ကြပြီးအကြမ်းဖက်စစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှုများကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားသမ္မတနိုင်ငံမှာတရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါဆွေးနွေးမှုကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းတောင်ကိုရီးယားနိုင်ငံရှိနေများနဲ့အရက်ဖတ်အဖွဲ့အစည်းများမှကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်လူသက်သမားလားဈေးတယ်ကြီးလားဆိုတဲ့တော်လန်ဘတ်တော်သားကိုနိုင်ငံမင်းရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။ဒေါ်နယ်ထရမ့်တက်လာပြီးပထမဆုံးကင်တွယ်ခဲ့တာကရုရှားယူကရိန်းစစ်ပွဲပါပဲ။ ဇယ်လန်စကီကိုအင်ဖြူတော်ခေါ်တွေ့ပြီးပွဲစုစေရာကနေအမေရိကန်နောက်ကနေတရွတ်တိုက်လိုက်နေတဲ့ EU ကိုပြင်ညာပေးလိုက်တယ်။ EU ကသူတို့မျောနေလို့မရတော့ဘူးဆိုတာသိလို့ယူကရိန်းကိုစစ်လက်နက်နဲ့ငွေကြေးတွေပုံအောင်ကူညီတယ်။ trend ရွှေ့တဲ့အကွက်ကလှမလှတော့မသိဘူး။ဇယ်လန်စကီကတော့ EU အကူအညီအများကြီးရသွားတယ်။ယူကရိန်းဟာ EU ရဲ့ forward defense zone ဆိုတော့ယူကရိန်းသာရုရှားလက်ထက်ရောက်သွားရင် EU နိုင်ငံတွေဘယ်အချိန်ရုရှားကငါတို့ဘက်ရောက်မလဲယဉ်ပူရပြီ။ ။ Trump ကတော့ Ukraine ကမြေရှားယူပြီး Putin ကိုစစ်ပွဲအတွက်စိတ်ဆက်ငြင်းချမ်းရေးလုပ်ပလိုက်တယ်။စစ်ပွဲရလဒ်တွေအသာထား diplomacy မှာ Zelensky ကအပေါ်ရောက်သွားပြီးတူရကီမှာဆွေးနွေးမဲ့ပွဲ Putin ကိုတိုင်လာခဲ့စိန်ခေါ်တယ်။ Putin ကမလာရဲပါဘူး။ဝှေ့သွားပါတယ်။ Trump က trade war စတယ်။တရုတ်ကလည်းအပြိုင်အခွန်တိုးတယ်။ကမ္ဘာနိုင်ငံတွေကို Trump ကတရုတ်ဘက်ပါရင်ငါရန်သူဆိုတော့တရုတ်ပက်လက်လန်တယ်။ပြည်တွင်းမှာကမောက်ကမတွေဖြစ်လို့ကျင့်ဖင်ရင်ခုန်ရတယ်။ ပါကစ်နဲ့အနည်းကိုရန်တိုက်ပြီးပွဲကြီးဖို့လုပ်ပေမဲ့ Trump ကတရက်ထဲပွဲသိမ်းပြီးတော့ trade war အတွက်ဆွစ်ဇာလန်မှာ US နဲ့ဆွေးနွေးဖို့တရုတ်တို့ပြေးရတယ်။ Swiss ဆွေးနွေးပွဲမှာ US အလိုကျတရုတ်ကဆွေးနွေးရတယ်။တူညီတဲ့အခွန်ပမာဏရှော့ချမယ်သဘောတူတယ်။ American အခွန်ကတရုတ်အခွန်ထက်မြင့်မားအောင်တိုးထားလို့တရုတ်တို့အထိနာတယ်မတက်နိုင်ဘူး။ဒီအတိုင်းဆက်သွားရင်တရုတ်စီးပွားရေးချိနေသွားမယ်။ဒီကိစ္စနဲ့ရပြီးတော့အရှိအလေပိုင်းကို ထရမ်က marketing စင်နဲ့ Saudi အင်ရှင်မင်းသားနဲ့တွေ့ပြီးစစ်လက်နက်142ဘီလီယံဖို့ရောင်းတယ်။ Elon Musk အတွက်လည်းဈေးကွက်ဝေစုရှာပေးတယ်။ Saudi က American မှာဒေါ်လာဘီလီယံ600 investment လုပ်မယ်ဆိုတဲ့ကတိရခဲ့တယ်။ Trump ပေးလိုက်ရတာက Syria ကိုဆန့်ရှင်ဖွင့်ပေးမယ်ဆိုတာပဲ။ဒါလည်းအကန့်အသတ်နဲ့ပဲ။ Israel ဟာမက်ပြဿနာလဲဇပွဲပေါ်တက်ဖို့ Trump လုပ်ပေးတယ်။ပြီးရင်ကာတာဆက်သွားမယ်ဘလို့အကျိုးအမြတ်ရှာမလဲဆက်ကြည့်ရမယ်။ အီရန်ကတော့ဟူဒီတပုံတွေကိုထရမ့်ကအမုတ်ခြေပြီးတဲ့ကတိတ်ကလန်ကစံမလုပ်ရဲတော့ဘူး US ရဲ့ new အစီအစဉ်ကိုလက်မှတ်ထိုးပါမယ်လို့ပြောလာတယ်သူချထားတဲ့ဆန်ရှင်တော့ဖျက်ပေးပါပေါ့ကဘာကြီးမှာတောက်နေတဲ့မီးတွေကိုထရမ့်ကလိုင်ငင်းရင်သူ့နိုင်ငံအတွက်ဈေးလိုက်ရောင်းနေတယ်ထရမ့်လက်ထက်မှာအာနာရှင်တွေတိတ်ခေါင်းမထောင်ရဲဘူးသူကဒါလို့ဆိုလှုပ်တာလှုပ်လိုက်မလှုပ်ရင်တော့ကိုကန့်ချင်မှာကိုတွေးထားပေါ့ထရမ့်ကိုကြိုက်တာတခုကဝိမနေဘူးလှုပ်ရှားရှိတာလှုပ်လိုက်တာပဲတခုတော့ရှိပါတယ်အလှည့်မရောက်သေးရင်တော့စောင့်ပေါ့ တရုတ် ရင်ငွေလုံအာဆန်နိုင်ငံတွေကတော့ခြောက်မယ်မထင်ဘူးတရုတ်လည်းအလျှော့ပေးဒူးထောက်လိုက်ရပြီအာဖရိကကဇောင်းထနေတဲ့အာနာရှင်တွေလည်းငြိမ်ကုတ်နေတာအတန်တော်မထွက်ရဲဘူးပူတင်တို့ကျင့်ဖင်တို့ကစာဖာကြီးတွေအကောင်လိုက်ထိုးကြွေးမှာ အာရဘကပြန်လာပြီးရင်ထရမ့်ခဏနားပါစေုံပြီးရင်အာဆီယံအလက်ဖြစ်မယ်ထင်တာပါပဲဆိုပြီးရည်တာထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ကြီးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့ကြ